ော့ကျွန်တော်တို့ကအရှင်းပြောရကျွန်တော်တို့ကမဟာမြတ်မုနိဘုရားတော်မှာဒါကျွန်တော်တို့တွားဖူးလို့မရဘူးပြကျွန်တော်တို့ကြောက်ကြောက်လည်းအဘောင်ဆိုဖြစ်နိုင်တယ်အဲတေသွားနိုင်တယ်ဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့အခွင့်အရေးအများကြီးကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကဆုံးထားတာဒါကကျွန်တော်လည်းရှမ်းမြောက်မှာရှိတဲ့ DL ကိုမေးကြည့်တယ်အာအကိုပေါ့နော်ဘယ်လိုဖြစ်လို့နေမြေတွေနောက်ဆုတ်ရတာလဲအခြေအနေဘယ်လိုလဲဆိုပုဂ္ဂိုလ်ဆိုရတဲ့ကျွန်တော်တို့ကဒီလောက်တည်ခြင်းလို့ပတ်စားတဲ့ကိုဝင်တဲ့ကောင်တွေစောက်တိမရှိတဲ့ကောင်တွေကိုအတကုံတတ်အောင်ပါတယ် ်တက်ပြီးတော့မှကျွန်တော်တို့တောင်ပေါ်ပြန်တက်သွားပြီးတောင်ပေါ်ကနေထက်လို့ဝင်มาတဲ့အဲ့တော့ကျွန်တော်တို့ကမြေပြတ်နေရာတွေကိုစွန့်ဖို့ရှိတယ်တဲ့ဘာဖြစ်လို့လဲဒီကောင်တွေကိုအသေးသက်အောင်มาတဲ့ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆိုတော့အော်တိုဘာလ22မှ2ရက်နေ့ဖြစ်ပါတယ်ဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဦးသတင်းချူတွေသတင်းကောင်းလေးတွေရေဦးစွာနားဆင်ကြည့်ပါပြီးတော့ကျွန်တော်ဗီဒီယိုရီကိုရီယက်ရှင်လုပ်ပေးမှာဖြစ်ပါတယ် ပထမဆုံးသတင်းလေးကတော့စက်ဖို့ကနေတဆိတ်ရွေးခောက်ပွဲဝင်ကြမယ်ညိုစောအောင်လင်းထွေးမြထုံးဦးတေအောင်ဆန်းအပါဝင်အစိုးရအဖွဲ့တွေဒါရာထူးယူရတဲ့သူတွေကလက်ရှိတာဝန်ရနေအနာမယူဘဲနဲ့မဲဆွယ်စီယုံပြီးတော့မှရွေးကောက်ပွဲဝင်မယ်လို့သိရပါတယ်ဗောနော်ဆိုတော့မင်းအောင်လိုင်းရဲ့စစ်ခိုင်းချက်တွေရပါဗောနော်စစ်ကော်မရှင်ရဲ့စစ်တပ်အရက်ဖက်နော်ဒါအရာရှိတွေဖြစ်တဲ့ဒါညိုစောတို့အောင်လင်းထွေးတို့မြထုံးဦးတို့ဒါဒါဝင်ကြီးနော်တေအောင်ဆန်းတို့ဒုတိယ ဒါပိုချိုကြီးဟောင်းဒါကံမြင့်တန်းတို့ပေါ့နော်ဒါတေစာကျော်တို့နော်ဒါကျွန်တော်တို့တပ်ပုံးတို့ဒီလိုကောင်တွေပေါ့ဒီကောင်တွေကပြောမယ်ဆိုရင်လက်ရှိယူထားတဲ့စက်တဲ့ဘက်ကယူထားတဲ့ယာတူးတွေကိုလည်းမစွန့်လွတ်ဘူးဒါဒီဘက်ကနေပြီးတော့မှဒီအစိုးရအဖွဲ့ဒါယာတူးလည်းယူမယ်ပေါ့နော်အဲ့လိုလုပ်ပြီးတော့မှဒီကောင်တွေကမဲဆွယ်စည်းရုံးပဲပေါ့ဘာလို့ဆိုတော့ဒီကောင်တွေလည်းတိတာဗာလဲဆိုတော့လေကြက်ခိုင်ကြီးကမဲနိုင်မလားမဲရှုံးမလားဆိုတော့ဒီကောင်တွေလည်းမသိနိုင်ဘူးဧစားအဲ့ဒါကြောင့်မို့လို့ဒီကောင်တွေကသူတို့လက်ရှိယူထားတဲ့ယာတူးကိုလည်းသူတို့မစွန့်လွတ်ချင်ဘူး ဒါချက်ခိုက်ရေးရနေပြီးတော့မှလည်းရတာတဲ့ရတဲ့ဦးလည်းတို့မဆွတ်လို့ဖဲနဲ့ဝင်ပြိုင်မှာပေါ့တော်တော်လေးကိုပြောမယ်ဆိုရင်တမတမတ်မကြတဲ့ကောင်တွေပြသိမှာအခုချိန်ထိကိုအာနာဇွဲရာဒူးဇွဲတွေရှိနေတဲ့ကောင်တွေအဲ့လိုကောင်တွေအုပ်ချုပ်တဲ့တိုင်းပြည်ကိုတိုးတက်မယ်လို့ထင်တဲ့ဟိုတချို့ပြည်သူတွေရဲ့အုံနောက်ကိုလည်းကျွန်တော်လေးစားရတယ်တလားဒါလေးကိုပြောချင်တာနောက်ထပ်သတင်းလေးကတော့ရှမ်းပြည်နယ်နောင်ချုံမြို့မှာလည်းကျွန်တော်တို့စစ်မှုတန်းတပ်သားတက်တူဦးပေါ့နော်အလင်းဝင်ခဲ့တဲ့အကြောင်းကိုကြောင်မဲခရင်အထူးတက်ခိုက်ရေးတပ်ဖွဲ့ကထောက်ပို့ရေးပေါ်မတ်ရွှေချူကပြောတယ်ပေါ့နော် အော်တိုဘလာ18ရက်နေ့မှာနောင်ချုံမြို့နယ်အတွင်းတရားပြစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းမှလိုက်ပါလာတဲ့နက်မလန်မျိုးအခြေဆိုင်ခလာရ243တက်ရင်ကစစ်ဗိုလ်တပ်တပ်သားကိုအောင်ကျော်ကအဆောင်ဆက်သားတွေအလစ်မှာထွက်ပြေးလာပြီးတော့မှကြောင်မဲခရင်အထူးတက်ခတ်ရေးတပ်ဖွဲ့ထံကိုအလေးဝေရောက်ခဲ့တယ်ဖြစ်တယ်ပေါ့နော်။သူကနောင်ချုံမှာတရားတွေခင်းပြီးတော့မှတရားတွေပြင်နေတဲ့အချိန်မှာအဆောင်ဆက်သားတွေရဲ့အလစ်ကနေပြီးတော့ထွက်ပြေးလာတယ်။လက်ရှိကတော့သူ့ကိုကောင်းကောင်းမွန်မွန်ထားရတဲ့သူ့ပြည်သားလူစုကိုပြန်ပို့ဖို့စီစဉ်နေတယ်။သူ့ပြည်သားနဲ့တွေ့ပြီးရင်တော့တော်လိုင်းရေးတွေကိုဆက်လက်ပါဝင်မယ်လို့ပြောဆိုထားပါတယ်ဆိုပြီးတော့မှကြောင်မဲခရင်အထူးတက်ဖွဲ့ကထောက်ပို့ရဲပေါ်မတ်ရွှေကျူကပြောပါတယ်။ကောင်းပါတယ်ညီလေး။ နော်ကောင်းပါတယ်သူကဒီဂျမန်တလေးမှာမိတာဗောနော်ဒီကိုနော်ခမားရွေးချယ်မှုကတကယ်ကောင်းတဲ့ရွေးချယ်ပေါ့ဗျာကျွန်တော်လည်းအားပေးပါတယ်ဆက်ပြီးတော့မှနော်ဒါပြောမယ်ဒေါ်လာရေးတဲ့ပါဝင်မယ်ဆိုတော့အင်မတန်မှလေးစားပါတယ်ဗျာโอเคနောက်ထပ်သတင်းလေးကပါလဲဆိုတော့ကပ္ပဆာ16ရဲ့အရေးကြီးကခဲစကန်နေအသိခံရပြီးတဲ့နောက်မှာအတွဲလိုက်ဒုံးနေတဲ့စစ်တပ်ကပြစ်ခတ်နေပါတယ်ဒဏ်ရာရတပ်ဖွဲ့ဝင်တွေလည်းဒါကျွန်တော်အုပ်စုလိုက်ပြန်ဆင်းလာနေရပါတယ်ဆိုတော့ဘကိုးဘရောင်းတက်နေမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ MS 16ကာကွယ်ရေးပစ္စည်းဆက်ရုံကပ္ပစ16ရဲ့ကာကင်းစခန်းနဲ့အသိမ်းခံရပြီးတဲ့နောက်မှာရှေ့တန်းစခန်းကနေနေပြီးတော့မှအတွဲလိုက်ဒုံးတွေနဲ့ဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အကြောင်းလည်းသိရပါတယ်။ကြောက်ကန်ကန်ပြီးပြနေတာအတကတော့အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကကပ္ပစ16ရဲ့အဓိကကာကင်းစခန်းဖြစ်တဲ့ 63လုံးပွိုင်ပေါ့နော် အပါအဝင်ကာကင်းစကန်၄ခုကန့်ကိုတင်းယူပေးတဲ့နောက်မှာစစ်ကော်မရှင်ကရှေတန်းစကန်နဲ့ကနေပြီးတော့မှအထွက်လိုက်ဒုံးနေတဲ့ကပ္ပစ16ရဲ့အနောက်ဘက်ပေါ့နော်အဲအဲ့နောက်ဘက်ကိုဇက်တိုက်ပစ်ခတ်မှုတွေပြုလုပ်နေတဲ့အကြောင်းကိုလည်းသိရပါတယ်ဟိုကိုကောင်နေရှိမလားဆိုပြီးလာပြစ်တာပေါ့နော်ဆိုတော့အဲအဲ့ဒီမှာပေါ့နော်ဒါကျွန်တော်တို့ဒါလက်ရှိအာစစ်ကော်မရှင်ကဒုံးတက်ရင်ပေါ့နော်ဒါဒါတိုက်ရ6.3ရဲ့ရှေတန်းစကန်ဖြစ်တဲ့ -96 နဲ့နေပြီးတော့မှအထွက်လိုက်ဒုံးအလုံး30ခန်းနဲ့ကပ္ပစ16နော်အနီးကိုပေါ့နော်ပြက်ခတ်တိုက်ခတ်ခဲ့တာဖြစ်တယ်ပေါ့နော် ကပ္ပစားစကြောင်းအနီးမှာရှိတဲ့မတုံချားချီယာကြောက်စကွဲဖလုံရွာတွေကိုစစ်ကော်ပရှင်စစ်ကြောင်းတွေအယောင်ပြရှာဖွေမှုပြုလုပ်ပြီးတဲ့နောက်မှာဒေသခံတွေကိုပါထောက်ခံခွင့်ပေးပေးနိုင်လို့သိရတယ်ဗောနော်အဲ့ဒါတော်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 ဆိုးရွားနေတာဗောနော်ဒီကောင်းနေဒီကောင်းနေပြည်သူပဲကာပါလောက်တာခမရစာတင်ချောင်းကိုဖွင့်တယ်ဆိုတာအလကားမဟုတ်ဘူးအဲ့စာတင်ချောင်းကာပါလို့မလို့ခမရတို့သားသမီးတွေရှိတယ်တဲ့ကြောင့်ဗောနော်ခမရတို့သားသမီးတွေကိုကာပါလို့မလို့တိရဒီကောင်းနေစောက်စိတ်တဲ့တွေကောင်းတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ခမရတို့ចောင်းမတက်နဲ့လို့ကျွန်တော်တို့ပြောတာចောင်းထွားဖို့ပြောတာမဟုတ်ဘူးចောင်းမတက်နဲ့လို့ပဲကျွန်တော်တို့ပြောတာနော် ကျောင်းကဘယ်ချင်းဘချင်းပြန်တက်လို့ရတယ်ပညာရေးပညာလိုအိုးဒီမရှိတဲ့စကားပုံအောင်ရှိတယ်ခင်ဗျားတို့တာသမီးတွေတေးမှာဆိုလို့ပြောနေတာနော်ဒီလောက်ပြောမယ်ဆိုရင်ဟိုလွမြောက်နယ်မြေမှာရှိတဲ့စာတင်ကျောင်းတွေလည်းဘုံချဲတာပဲနော်ကျွန်တော်တို့ဘက်ကဒီကောင်တွေကိုပြန်လာတိုက်ပြီဆိုလဲပထမဦးဆုံးအဲ့ဘုံချဲတဲ့နေရာတွေစာတင်ကျောင်းတို့ဇေဒီပထိုးတို့အဲ့ဒီဘက်တွေကြီးကျဲနေတာအဲ့ဒါ PDN နဲ့ပြည်သူပြန်တိုက်ပေးနေတာခင်ဗျားတို့သိဖို့လိုတယ်ဗျာတဲ့လားတချို့ဆောက်ယူတွေကိုကြောကျင်တာအဲ့နောက်ထပ်သတင်းလေးကတော့ AR တိုင်းကန်ကြီးရောင်မြို့တယ်မှာရှိတဲ့စစ်ကော်မရှင်ခန့် ကျေးရအုပ်ချုပ်ရေးမှုရဲ့အမဖြစ်သူဦးဆောင်ပြီးတော့မှပြည်စောထီတွေနဲ့အတူတရီတက်တိုင်စင်လိုက်လံပြီးတော့မှစစ်ကော်မရှင်လုံမဲ့ရွေးကောက်ပွဲကိုမဲထည့်ရမယ်ဆိုပြီးတော့မှချိန်ချောက်ပြောဆိုနေတယ်လို့သိရပါတယ်ဆိုတော့အဲ့ဒီအမဖြစ်သူဆိုတဲ့ကောင်မရဲ့နာမည်ကခင်မြတ်ကျော်ပေါ့နော်အဲ့ခင်မြတ်ကျော်ကဒီကျွန်တော်အဲ့ကျေးရအုပ်ချုပ်ရေးမှုကျော်ကျော်ရဲ့အမဖြစ်တယ်ပေါ့နော်ဒါယာယီမှုစေယီမှုတွေပြည်စောထီတွေနဲ့ဒါမဲထည့်ရမယ်ဆိုပြီးတော့မှပေါ့ဗျာမဲမထည့်တဲ့နေကိုလည်းစစ်တက်ခေါ်ပြီးတော့မှဖမ်းဆီးခိုင်းမယ်ဆိုပြီးတော့မှချိန်ချောက်ပြောဆိုနေတယ်လို့သိရပါတယ်ဆိုတော့အဲ့အဲ့ဒီကောင်မရဲ့ပုံကိုလည်းကျွန်တော်ပြထားပေးတယ် ဆိုတော့အဲ့ဒီမျိုးသမီးကဥဆောင်ပြီးတော့မှခိုင်းနေတာနော်တအိမ်ထက်တအိမ်ဆင်းကိုလိုက်လို့ပေးနေတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ပြောချင်တာပါလဲဆိုတော့အခါသိအခွင့်ကြော်ရင်ဒီကောင်မှ ARV တိုင်းကန်ကြီးတော့မြို့နယ်ပေါ့နော်အဲ့ဒီမှာရှိနေတဲ့ဒါကျွန်တော်တို့ဒီကိုတော်တွေအနေနဲ့လည်းကြုံရကြုံခဲ့မယ်ကျွန်တော်ညီကိုတော်အဲ့ဘက်ကိုရောက်ခဲ့မယ်ဆိုရင်ဒီကောင်မတော်နည်းနည်း lesson ပေးဖို့เนาะအဲ့အကိုဆိုရဲကောင်အမဆိုရဲကောင်နည်းနည်း lesson ပေးဖို့ကျွန်တော်ပြောချင်ပါတယ်အဲ့တဲ့လေးတွေနားဆင်ပြီးတဲ့နောက်မှာ video file လေးတွေကြည့်ရအောင်ပါ ပထမဦးစွာကျွန်တော်ကမိသားစုတွေကိုဒါကျွန်တော်ကြွဆိုးကြွဆိုးမဲကြွဆိုးပြောတာလေးတစ်ချက်နားတော်ကြည့်အောင်ကြွဆိုးကျွန်တော်လက်ခံလာတာကကျွန်တော်ဒီလုံးလုံးတယ်ကျွန်တော်အချိန်မြေးတည်သွားနိုင်တယ်ကျွန်တော်အမျိုးသမီးကိုကျွန်တော်ပြောတာပြီးသားငါဒီလိုလုပ်တယ်ငါအချိန်မြေးတည်သွားနိုင်တယ်ဟာဘယ်နေရာမှာတည်မဲငါမသိငါတည်သွားနိုင်တယ်အချိန်မြေးငါတည်သွားနိုင်တယ်ဘာကြောင့်လဲကျွန်တော်တို့ကတည်မှာပါဒါကျွန်တော်တို့ဘဝတွေနဲ့အသက်တွေနဲ့ထပ်တူထပ်ပြီးတော့ထပ်တူလုပ်ပြီးတော့ကျွန်တော်တို့ကအလောင်းစားလုပ်ထားတာဟုတ်ပါဘူးအဲ့ဒါတွေကျွန်တော်တို့ရဲ့အတိုင်းဝိုင်းနေဆွံ့လို့ထားရတယ်ကျွန်တော်တို့တော့အမြင်မတူတဲ့သူတွေ ်နံပါတ်2ကျွန်တော်တို့တန်ငယ်ချင်းတွေမှာသဘောထားကွဲလဲတဲ့သူတွေရှိတယ်။အများကြီးပဲ။အဲ့ကျွန်တော်တို့ကအရှင်းပြောရကျွန်တော်တို့ကမဟာမြတ်မုနိဖရာတော်မှာဒါကျွန်တော်တို့တော့ဖူးလို့မရဘူးပြကျွန်တော်တို့ကြောက်ကြောက်တယ်။အဘာမှမဆိုဖြစ်နိုင်တယ်။အဲတေဝါနိုင်တယ်။ဖြစ်နိုင်တယ်။ကျွန်တော်တို့ရဲ့အခွင့်အရေးအများကြီးကျွန်တော်တို့ကအများကြီးကျွန်တော်တို့ကဆော့ထားတာ။ကျွန်တော်ကကျွန်တော်ကိုကျွန်တော်တွတ်ထားပြီးသား။အေးပါအေးပါ။ကျွန်တော်တို့ကငါတို့ကအချိန်ပြေးငါတို့ကဘာမှမဆိုဖြစ်သွားနိုင်တယ်။အဲအဲ။တစ်ဖက်ကလည်းဒီလက်ရှိတီဆက်ဆူအားကလည်းကျွန်တော်တို့ ဘာမှမစိုးဖြစ်သွားနိုင်စိတ်ဆိုးပြီးတော့ခင်ဗျာဒီဒီဒီအရေးယူတာလည်းဖြစ်လာနိုင်တာပဲဟောတစ်ခါကကျွန်တော်တို့ကကြည်စံနဲ့ရှင်းပါဗျာဟိုဘက်ကစစ်ပွဲကြွားတယ်ကြည်စံနဲ့ဘာမှမစိုးဖြစ်နိုင်လေကျွန်တော်တို့အဲဒီလောက်တော့ကျွန်တော်စဉ်းစားထားပြီးသားอืมအဲ့တော့မသိနိုင်တဲ့အခန်းထဲကနေပြီးတော့မှစစ်သားတွေကိုရှောက်ပြီးတော့မှကျွန်တော်တို့ကမြောက်ပေးနေတာပါဆိုတဲ့ဟာလေးလည်းထည့်ပြောလေမင်းအဲ့ဒါမှတမတမတ်ကြမှာပေါ့ကျော်စဦးကလာစားတယ်တကယ်ကောင်တကယ်ကောင်โอเคဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီဗီဒီယိုဖိုင်လေးကျွန်တော်အကြိုက်ဆုံးပါဘာလဲဆိုတော့လေ ငင်းငင်းရေးစင်းစားယောဂဆွဲကတ်နေတဲ့မြန်မာစစ်တပ်ကြီးအကြောင်းကိုအေရီကကိုအောင်စောကပြပြပါလိမ့်မယ်နောက်ထောက်ကြည့်အောင်ငင်းငင်းရေးစိတ်ယောဂစိတ်ဒစယောဂဆွဲကတ်နေတဲ့မြန်မာစစ်တပ်ပေါ့မြန်မာစစ်ဘုံရုပ်တွေပေါ့စိုက်ကိုပတ်တွေပေါ့နော်သူတို့တွေကတော့ငင်းငင်းရေးငင်းငင်းရေးငင်းငင်းရေးပြောတော်လာပဲဒီနေ့အတိုင်းပြည်မှာဗားရီဖြစ်နေတယ်ဘုံကျဲခံနေရတယ်လူတွေအသက်ခံနေရတယ်တိုက်ပွဲတွေနေ့စဉ်ဖြစ်နေရတယ်ပြည်ရင်းစစ်ဖြစ်နေရတယ် ျွန်တော်တို့နေ့စဉ်ဒီပါကြုံတွေ့နေရတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲဘေးပတ်ဝန်းကျင်နိုင်ငံနေထဲမှာအထူးသဖြင့်တရုတ်နိုင်ငံဘက်ဘက်ကရက်ပြီးတော့ဒီလိုပြိပက်ကတွေပို့ပြီးတော့ဇောင်းပေးပြီးရက်တီပေးနေတယ်ဆိုတော့ကျွန်တော်တွေ့နေတာဖြစ်တာမဟုတ်ဘူးလားဆရာ။ဟုတ်ပါတယ်။ဆိုတော့ဒလောလောဆယ်မှာတော့ထုံပြရရင်တော့ကုံဆိုရင်ညဉ့်ညံ့ရေးတကယ်ဖြစ်လာနိုင်မဲ့အလားလာတော့စိတ်ဝေးပါတယ်အလန့်အတန်ဝေးပါတယ်အဲ့ဒါဟုတ် အဲသူကတော့ရွေးကောက်ပွဲလုပ်မယ်ပြီးတော့ဘာလုပ်မယ်ဒါတရုတ်ကအားပေးတယ်တချို့နိုင်ငံတွေကအမ်ပေးဦးဆောင်ကြည့်ရမယ်စသဖြင့်ပြောနေကြတယ်ဆိုတော့တင်တော်မင်းလည်းပဲအဲ့နောက်ပိုင်းမှာလည်းပဲငင်းငင်းရေးရဖို့ကတော့သိပြီးတော့မလွယ်သေးဘူးထင်ပါတယ်စစ်မှန်တဲ့ငင်းငင်းရေးဆိုတာပြည်သူတွေနှစ်ဖက်လုံးကလည်းပဲနှစ်သက်ကျင်းတဲ့ဒါငင်းငင်းရေးမျိုးဖြစ်ဖို့လိုတယ်နှစ်ဖက်လုံးကလည်းပဲ shorting လုပ်ရတာလည်းရှိမယ် shorting လုပ် ပြရတာကိုလည်းကြည်ကြည်နည်းနည်းလှုပ်ပြီးတော့သူတို့အနာဂတ်အတွက်အတိတ်ကတော့ယုံကြည်မှုပါပဲညာတစ်ဖက်ကတော့ယုံမမင်တာကိုစစ်တပ်ကပါလှုပ်လှုပ်သူတို့ကဘလောက်ပြောပြောဟိုကမယုံဘူးနှစ်ပေါင်းများစွာချိန်ပေါင်းများစွာခံခဲ့ရပြီဟိုဘုံကျုံနေဝင်လက်ထက်ကလေးကပဲညဉ့်ညံရေးတွစ်ဆုံဆွေးတွေခေါ်လိုက်ပြက်သွားလိုက်တဲ့ဆိုအချိန်ပေါင်းများစွာဖြစ်ခဲ့ပြီသူတို့တောင်းယုံနဲ့မယုံဘူးညာဒီကဟိုယုံကြည်မှုရအောင်ကျန်တဲ့တိဆောက်ဖို့ဆိုတာတိတ်ပြီးတော့အရေးကြီးပါတယ်อืมဆိုတော့ဟိုတိုင်းရင်းသားပေါင်းစုံတိုင်းရင်းသားပြည်နယ်တွေကိုကြာတော့မှဟိုပြောမယ်ဆိုရင် တို့ကိုမထောက်ခံတာနဲ့လေရင်နဲ့ဘုံတောက်လျှောက်ကျဲနေပြီးဒုက္ခတွေပေါင်းစုံပေးတိုင်းရင်းသားပြည်သူတွေကိုဒုက္ခပေါင်းစုံပေးနေပြီးတော့မှငင်းချမ်းရေးငင်းချမ်းရေး peace forum လို့ပြောတော့တော်တော်အချက်မရှိတဲ့ကောင်တွေပြသေးလားပါဇက်နဲ့ဖိနေမားနေတဲ့ကောင်တွေပေါ့အဲ့တော့မင်းတို့ကငင်းချမ်းရေးလုပ်ရမှာမဟုတ်မင်းတို့ကစင်းဝါရမှာမင်းတို့စစ်တပ်ကနိုင်ငံရေးတဲ့စင်းဝါရမှာအဲ့ဒါကိုမင်းတို့မသိတာကိုယ်တော်သားများအဲ့တော့နောက်ထပ်ပြီးတော့ဗါးတစ်ခုကတော့ ASEAN ကနေပြီးတော့မှမင်းအောင်လည်းကိုခွေးကန်ကန်လိုက်တဲ့အပေါ်မှာကိုတော်ချီဆက်ကဒီလိုလေးပြောပြလာပါတယ်နောက်တော့ကြည့်အောင်အာဆီယံထိပ်သီးစည်းဝေးတက်မယ်ဆိုပြီးတော့ကြီးကြေပြောထားလဲမင်းအောင်လည်း အာဖီယာအသီးဝေးပွဲကို အမေရိကန်တမရဒေါ်နယ်ထရန့်ကတတ်မှာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံကမင်းအောင်လှိုင်ကို ခွေးမောင်းတယ်လို့မောင်းထုတ်လိုက်တယ်ဗျာအဲ့တော့မင်းအောင်လှိုင်ရဲ့စောက်စိတ်ကခွေးတကောင်တော့တန်ဖိုးမရှိတော့ဘူးဗျာဘဲနဲ့ အာဆီယံဆိုတာကဒီအဖွဲ့ဝင်10နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုအဲ့တော့ဒီ10နိုင်ငံပဲရှိတဲ့ပတ်ဝန်းကျင်မှာတောင်လူရမဝင်ပဲခွေးလိုမောင်းထုတ်ခံရတယ်ဆိုတော့မင်းအောင်လိုင်ရဲ့အဆင့်ကခွေးတကောင်တော့ခွေးတကောင်လောက်တောင်မှတန်ဖိုးမရှိတော့တဲ့အဆင့်ရောက်သွားရောပေါ့ အဲ့တော့မဲအောင်နိုင်သူသွားလို့ရတာတခုပဲရှိတယ်တရုတ်နဲ့ရုရှားတရုတ်နဲ့ရုရှားကိုလည်းရိုးရိုးသွားတာမဟုတ်မြန်မာနိုင်ငံကထွက်တဲ့ကြောက်တံပဒမားတွေကိုလက်ဆောင်ယူသွားပြီးတော့မှစီပလင်းခါကြထိုးပြီးတော့ပထွေးချင်အောင်လည်းပြေးဝင်တာအခုအမေရိကန်တမရဒေါ်နယ်ထရန့်လည်းအစည်းအဝေးပွဲကိုတက်မယ်ဆိုရောမဲအောင်နိုင်ဘူးဗျာခွေးတကောင်လိုမောင်းထုတ်တယ်အဲ့တော့မဲအောင်နိုင်ရဲ့အဆင့်ကဆယ်နိုင်ငံပါတဲ့အဖွဲ့လေးတစ်ခုမှတော့မှ လူရမဝင်ဘူးဆိုတော့ခွေးလောက်ပဲအဆင်ရှိတော့တာပေါ့อืมဩငါတို့လည်းနော်ဒီခွေးတကောင်ကိုတိုက်ထုတ်နေတာငါးနှစ်တော်ကြာနေပြီတကယ်တော့ဒီခွေးတကောင်ကြောင့်မဟုတ်ပါဘူးဒီခွေးနောက်လိုက်တွေကြောင့်ပါอืมအဲ့တော့ဒီခွေးနောက်လိုက်တွေပါငါတို့ကရှင်းနိုင်မှာငါတို့နိုင်ငံကလူရပြောင်းဝင်မှာအဲ့တော့ဒီခွေးကိုရှင်းနိုင်ဖို့တို့အားလုံးဝိုင်းဝန်းစူးစမ်းပြကြပါอืมဆိုတော့ဒီခွေးကပြောမယ်ဆိုရင်ဒီခွေးတကောင်လေးကိုရှင်းလိုက်မယ်ဆိုခဏလေးမြင်ရတယ်ဗျာတဲ့အဓိကပါဆိုတော့ဒီခွေး ဒီခွေးကနေပြီးတော့မှသူ့ရဲ့အဆင့်ပွားခွေးတွေပေါ့သူ့အတွက်ပတ်ကိုက်ပေးမဲ့ခွေးတွေမွေးထားတဲ့ကြောင့်မို့လို့ကျွန်တော်တို့တော်လိုင်းရေးရတယ်ကြာတဲ့နောက်ထပ်ပို့ပြီးကြာနေတာနော်အဲ့ဒါလေးကိုလည်းကျွန်တော်သိစေချင်တာနော်မင်းတို့ရဲ့တိတ်ပြီးတော့မှမင်းတို့စောက်ထင်ကြီးနေတယ်မေးအောင်လိုင်းအောင်အာဆီယံအောင်အသိမပြုဘူးဆိုတာကိုသိစေချင်တာတလားစစ်ဘောမတွေကိုအဲ့တော့နောက်တဲ့ profile လေးတစ်ခုကတော့ရန်သူလက်နက်ကလေးရန်သူလက်နက်ကိုကျွန်တော်တို့ဘက်ကညီကိုရော်တွေရလာရင်ဘယ်လိုလုပ်ရသလဲဆိုတဲ့ဟာလေးကိုမိသားစုတွေကိုသိစေချင်လို့ဒီ profile လေးကို reaction လုပ်ပေးတာဖြစ်ပါတယ်ဒါက Junior Liberation Front ကရဲဘော်တယောက်ကလုပ်ထားတဲ့ video file လေးပေါ့နော်ကြည့်ကြည့်ပါဦး ရန်သူလက်နက်ကိုမိရင်ကျွန်တော်တို့ပါတယ်လောက်တယ်ကြီးကြီးအမေစစ်ကောင်စီတပ်သားများခိုင်းတော်ခဲ့တော့ဤတဏ္ဍများကိုကျွန်တော်တို့ URS စစ်ကြောင်းမှပြီးပိုင်အိမ်မက်လိုက်ပြီးဖြစ်ပါတယ်ဒါကြောင့်ဤတဏ္ဍများမှထွက်တော့ကြီးများသည်စစ်မိတ်သာစစ်ဘလူးများမင်းအောင်လိုက်လောက်ကန်တက်များကိုသာဖြစ်မှန်ရမည်ဟုအမိန်ထုတ်ပြန်လိုက်သည်ပုံ URS စစ်ကြောင်း အဲတခါလေကျရင်စစ်တပ်ထဲမှာလည်းတချို့စစ်သားတွေကအဲ့တို့အဲ့တနက်ကိုဆွဲတဲ့ဆွဲတဲ့အစွဲနဲ့မကြွမလွတ်တဲ့ဥစ္စာတွေရှိရလေအဲ့ဒီအဲ့ဒီတနက်ကိုဆွဲမှဆိုလို့လေဒီကောင်တို့အမြပြန်ပေးရတယ်လေပြီးွားရင်ဒီဟာနဲ့ပတ်သက်ပြီးတော့မှထက်ပြီးတော့မှပြဿနာတွေထက်မဖြစ်အောင်လို့ဒီလိုမျိုးလေသူပြောမှဆိုရင်ဟိုအဲ့အစွဲတွေချုပ်ပေးရသေးတယ်ဗျာပရိတ်ရေပါတွေဖြန်းပြီးတော့မှအနေအကင်းပေးခြင်းအောင်လုပ်ပါသေးတယ်တချို့ဟာကြီးကစစ်ခွေးတနက်တာဖြစ်တာ ကျွန်တော်တို့ညီကိုရော်တွေအတွက်အနေရရှိတယ်ဒါလေးကိုလည်းကျွန်တော်တို့ကမိသားစုတွေကိုသိစေချင်တာစစ်ခွေးလက်နဲ့ရလာရင်ကျွန်တော်ညီကိုရော်တွေဘယ်လိုလုပ်ရသလဲဘယ်လိုလုပ်ပြီးတော့မှပြန်အသုံးပြုရသလဲဆိုတာကိုမိသားစုတွေကိုသိစေချင်တာပါ Okay ဆိုတော့နောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ကိုဇွဲပေါ့နော်ကိုဇွဲကတော့ပါစရည်နဲ့ပတ်သက်ပြီးတော့မှတော်တော်လေးကိုပြောမှဆိုရင်အားရပါရကိုပြောလာပါပြီနားထောင်ကြည့်အောင်စကားစားကပါစားတွေကိုပေါ်တာဆွဲပြီးတော့မှအင်အားတွေအများကြီးနေတယ် အဲ့ဒီဖတ်စာတွေကဘယ်ကလာတာလဲဆိုလို့ရှိရင်ခုနပြောသလိုတော်လန်ရင်းကိုမသိမနာလဲတဲ့သူတွေတော်လန်ရင်းကိုမသိကြိုးကြိုးပြူတဲ့ကောင်ရယ်ကိုကိုတိုင်းပြည်အတွက်တောင်းဝင်မယူခြင်းတဲ့သူတွေကနေအင်အားဖြစ်လာတဲ့အင်အားတွေကျွန်တော်တို့ပြစ်မဟုတ်ဘူးအဲ့ဒီအင်အားတွေကနေပြီးတော့မှတိုက်ပွဲတွေရောက်တော့ကျွန်တော်တို့ကလည်းသူတို့ကိုတနက်နဲ့ပြစ်တော့သူတို့ကလည်းကျွန်တော်တို့ကိုတနက်နဲ့ပြစ်တယ်လေအဲ့တော့ကျွန်တော်တို့ကပြစ်တဲ့နေရင်ပြစ်တဲ့နေရင်လည်းကိုရှေ့ရောက်လာတော့ကိုကဆုတ်ပေးရအဲ့ဒီအချိန်မှာကျွန်တော်တို့ရန်ရှိတွေကလည်းပြန်စင်းစားဟုတ်ပြီငါတို့ချွေစစ်စင် ဘလောက်ထိစစ်ကောင်စီကသူများသားသမီးကိုတတ်နိုင်မလဲကျွန်တော်တို့လည်းတတ်ပေးမယ်နော်အခုပြောရမယ်ဆိုဒီတိုက်ပွဲတွေကဘာနိုင်ငံရေးနိုင်ငံရေးယူရချက်တော့ပါတယ်စစ်ရေးယူရချက်ဘာမှပါဘူးငါတို့ဘယ်နေအောင်အသက်ပေးပြီးကာကွယ်မလဲဆိုတော့ကျွန်တော်တို့မှအခုမရှိဘူးရှင်းတယ်မင်းတို့ဘလောက်တည်ကျင်လဲဆိုတော့တတ်ပေးပြီးတော့မှအဲ့နေရာဥမာပေါ့ကျွန်တော်တို့တတ်မှတ်ထားတာရှိတယ်ဒီနေရာတစ်ခုကိုလူ300တင်ငါတို့ပေးမယ်ဆိုရင်လူ300တင်ခံပြီးတက်လာရင်ကျွန်တော်တို့ကစုံပါပဲအဖြစ်လို့လေတည်ကျင်တဲ့ကောင်တွေကိုတတ်ပေးမှာခြွေစစ် အဲ့တော့တေရဲတေဖို့အစင်းသိမရှိတော့တဲ့ကောင်တွေတေွားတဲ့ခါကျွန်တော်တို့မပါလို့မလဲဆိုတော့ကျွန်တော်တို့ပြမယ်ဒါကျွန်တော်တို့ viewer ကိုထုတ်ပြောတာမဟုတ်ဘူးပြည်သူလူထုတွေနားလည်အောင်လို့ပြည်သူလူထုတွေကအဟိုနေရာပါသွားပြီအာကျွန်တော်တို့ညီကိုတွေကဒီနေရာတွေကိုရဖို့သွင်းနဲ့ချွေးနဲ့ရင်းထားတာဒီစောက်သုံးမကြတဲ့ငါလုံးဝပါစားတွေကြောင့်အဲ့နေရာပြန်လာယူတဲ့ကျွန်တော်တို့ပြောပြမယ်အဲ့တော့ခုနကကျွန်တော်ပြောတဲ့စကားကိုလိုင်းကြအောင်လို့ပြဆက်ပြောမယ် ကျွန်တော်တို့ကအခုကခြွေစစ်လုပ်နေတာဖြစ်တဲ့ကြောင့်မို့စစ်ကောင်စီကိုခြွေမှာပဲနော်စစ်ကောင်စီကိုခြွေမှာပဲအဲ့တော့ပြောပြချင်တာကကျွန်တော်လည်းရှမ်းမြောက်မှာရှိတဲ့ DNL ကိုမေးကြည့်တယ်အာအကိုပေါ့နော်ဘယ်လိုဖြစ်လို့နေမြေတွေနောက်ဆုတ်ရတာလဲအခြေအနေဘယ်လိုလဲဆိုပုဂ္ဂိုလ်ဆိုရတဲ့ကျွန်တော်တို့ကဒီလောက်တည်ခြင်းလို့ပတ်စားတဲ့ကိုဝင်တဲ့ကောင်တွေစောက်တိမရှိတဲ့ကောင်တွေကိုအတကုံတတ်အောင်ပါတဲ့တက်ပြီးတော့မှကျွန်တော်တို့တောင်ပေါ်ပြန်တက်သွားပြီးတောင်ပေါ်ကနေထက်လို့အောင်ပါတဲ့အဲ့တော့ကျွန်တော်တို့ကမြေပြတ်နေရာတွေကိုစွန့်ဖို့ရှိတယ်တဲ့ဘာဖြစ်လို့လဲ ဒီကောင်တွေကိုအသေးသက်အောင်ပါတဲ့ဘာဖြစ်လို့လဲခုနပြောသလိုကျွန်တော်တို့ရဲဘော်တွေကျွန်တော်တို့ကတော့ပြည်သူလူထုအတွက်တိုင်းပြည်အတွက်ငါတို့အတူတူဖွံ့ဖြိုးတိုးတက်မယ်ဆိုပြီးတော့မှချွေးနဲ့သွေးနဲ့ဘွားနဲ့ရင်းပြီးတော့မှယူထားတဲ့နေရာတွေကိုဒီရေဘော်စီကိုမေကိုလိုးတွေကပျော်ပျော်လေးနေတယ်ပါစပေါ်တာဆွဲခံရတော့ပါသွားတယ်တနက်ရတော့ကျွန်တော်တို့လာပစ်တယ်အဲ့တော့ဒီကောင်တွေကိုကျွန်တော်တို့ကတစ်ခါထက်ခဲ့ရတယ်လူထုတော့လူထုပေါ့ဗျာကျွန်တော်တို့လည်းလူထုပဲကျွန်တော်တို့လည်းစနစ်တကူကိုတိစောက်နေတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့လည်းပင်မန်းတက်တယ်ကျွန်တော်တို့လည်းမောတက်တယ်ကျွန်တော်တို့လည်း စိတ်စိတ်ညစ်တက်တယ်อืมကျွန်တော်မတနာနဲ့ဗျာကျုံးတာကျုံးဒီကောင်တွေတနာနဲ့ကိုကိုကိုပြန်ပြီးတော့မှတက်တင်နေတယ်လို့ဖြစ်နေပါဗျာအဲ့တော့မတနာနဲ့ကျုံးတာကျုံးခွေးသနုံးသားလေးတွေကပြောမယ်ဆိုရင်ဟိုပြောမယ်ဆိုကိုအနေနဲ့ရှောင်ရှားလို့ရရင်ရှောင်လိုက်စမ်းပါဗျာရှောင်လို့ရပါတယ်နမေစီကြကြမကြကြမကြခင်နဲ့ကိုသားသမီးဘေးကင်းအောင်လွတ်လွတ်ပေးတယ်လေရတယ်အခုဖြစ်နေတဲ့စောက်ပြက်တနာခမရုံးမြန်မာနိုင်ငံမှာဖြစ်နေတဲ့စောက်ပြက်တနာကဘာလဲဆိုတော့ငါမိသားစုမထီသူရဲ့ငါသားသမီးစစ်မှုမထမ်းရသူရဲ့ငါနဲ့မဆိုင်ဘူးဆိုတဲ့ဟာတွေများနေတာအ ခင်ဗျားတို့ကိုသားသမီးတိုက်ရွယ်တန်းဒီစစ်မှုထမ်းခံရမယ်ဆိုတဲ့အနေထားကိုခင်ဗျားတို့ရောက်နေပြီဆိုတော့သိရင်ခင်ဗျားတို့ကိုသားသမီးကိုအနေရကင်းအောင်တခြားတနိုင်ငံကိုလွတ်ရင်လွတ်နော်လွတ်မြောက်နေမြင်တော့မလွတ်နဲ့ဗျာစစ်စစ်မတိုက်ဖဲနဲ့စစ်မတိုက်ချင်ဖဲနဲ့လွတ်မြောက်နေမြင်တဲ့ကိုရောက်လာတဲ့စစ်မှုထမ်းကိစ္စကိုရှောင်ရှားကျင်တဲ့စိတ်နဲ့အော် PDF ထဲကိုရောက်လာမဲ့သူမျိုးတွေကိုကျွန်တော်တို့မချိုးစို့ဘူးအဲ့ဒါတွေကကျွန်တော်တို့အဖွဲ့အစည်းတွေပြည့်ပြည့်စည်ရပဲစီကြောင်ဖြစ်မဲ့ဟာတွေဒါခင်ဗျားတို့လည်းစောက်တိတရားရှိဖို့လိုတယ်အဲ့တေးတာခင်ဗျားတို့သာသမိတွေတေးတာဟိုကောင်တွေက1နဲ့မှမဟုတ်ဘူးတေးတာအဲ့ဒါတွေခင်ဗျားတို့ ပုံမှန်တွေ့တာကိုကိုဆွဲပြောထားတဲ့ video file အောက်မှာဟဲ့အဲ့ဒီကိုဆွဲကဖမ်းမိရဲ့ရဲဘော်လေးတို့မတော်မလားဆိုငိုပြီးပြောတာတွေ့လားကျွန်တော်ရင်ထဲမကောင်းဘူးကျွန်တော်တို့မှအဲ့လိုအဲ့လိုဖြစ်တယ်ကိုခွေးတော်သားတွေကဖြစ်တာမဟုတ်ဘူးအဲ့ကြောင့်မလို့ခင်ဗျားတို့ကိုသားသမီးတွေအနေကင်းအရင်လောက်ကြဗျာဒါပဲပြောချင်တာနော်အဲ့ဒီပါစားဆိုတဲ့ကောင်တွေကလည်းတတိရှိတယ်လားတတိရှိတဲ့ကောင်တွေမဟုတ်ဘူးဒီမှာဖြစ်ပြနေတာကိုကြည့်ကျွန်တော်ဒါမျိုးမငုံနဲ့လားဘာမှမလုပ်ဘူးဘာမှမငုံနဲ့လားဟုတ်ဟောကိုကြီးကိုလည်းနော် 好，把酒，A C，把酒咯，就两杯茶，A C，两杯茶，不看不酒，来看就把酒喽。把酒，把酒，芒果呢？来，把酒喽。哦，过年过年了？好，对了，肉片的些都对了，把酒，芒果呢？芒果呢？是大，我忘记了，知道不？啊？ စစ်သားငိုးစီရလားဟိုကျွန်တော်ပြောတာဗျာဟိုကိုတငယ်ချင်းရဲဘော်ကြာသွားလို့ငိုးရယ်ဆိုလဲထားအောင်ကြည့်အောင်ငိုးရယ်တဲ့စစ်သားအဲ့လိုစိတ်ဓာတ်နဲ့ကောင်းတွေကိုကျွန်တော်တို့က PDF PDF ထက်ကနေပြီးတော့ပါကျွန်တော်တို့ PDF တွေကလက်ကမ်းချိုးစုစီရလားခမရကလည်းစောက်ဒိတ်ပဲမရှိတာဒီလိုကောင်းတွေကျွန်တော်တို့ကလက်ကမ်းချိုးစုစီရလားဟင်ဒီလိုကောင်းတွေကိုပြောမယ်ဆိုရင်သူတို့တော်မှပြောမယ်ဆိုရင်သူတို့ကိုသူတို့ခရီးမဆိုင်ပဲနဲ့စစ်သားဖြစ်လာသေးတာပဲကျွန်တော်တို့ ပီဒီအက်တယ်ဒီကောင်တွေဘာမှတိုက်ရဲစရာရှိတယ်ကျုံးတာကျုံးကျွန်တော်တို့အားပေးတယ်လောက်ကိုယ်စွဲဘာမှဟိုကစောက်ဖင်ရားမနေနဲ့အဲကောင်တွေနဲ့ပြတ်တက်ပြီးတော့မှာတဲ့မှာခွတ်လို့ပေးစရာဘာစောက်ကြောင်းမအောင်မရှိဘူးเนาะကျွန်တော်တို့ဒေါ်လာရင်းနဲ့ပြတ်တက်ပြီးတော့မှာအနောက်ရှက်ပေးဖြစ်အောင်လုပ်တဲ့ကောင်တွေမှန်သမျှကျွန်တော်တို့ကရှင်းရမှာပဲရှင်းရှင်းလေးเนาะအဲ့တော့နောက်တဲ့ဗီဒီယိုလေးတစ်ခုကိုထပ်ပြအောင်မယ်เนาะစက်ခွေးဆိုတဲ့ကောင်စားမျိုးတွေကနော်မမိခင်ရတာဘလူဘလူဘလူပုံစံနဲ့ဘာဖြစ်မယ်တွေညာဖြစ်မယ်စောက်ကြီးစောက်ကြီးလိုင်းပေါ်မှာပြောနေတာတကယ်မိတကယ်မိခင်ရုပ်တွေကို ရမ်းပါတော့ဟာလက်တွေမတုံနဲ့လေမင်းဘာလို့လက်တုံအောင်ကြည့်ရမှာအတော့မှသမင်းချိုးရသေးတယ်အေးအေးတက်ရသေးတယ်ကြည့်မင်းဘာလဲလမ်းပြန်နေဝင်လာတယ်လာမှာခင်ဗျာဒီကတည်းကဒီကတည်းကတော့မဟုတ်ပါဘူးဟုတ်ဟောရရရအဲ့လိုကြီးအဲ့ဘာလို့လက်တွေတုံနေလဲကြာလို့လားကြရလို့ကြံခဲ့ရလားဟုတ်ပါဦးနေကဘာလို့ကြံခဲ့ရပေါ့ပါကျေတမားကျေတမား ဟောအရက်သမားမသိရဲ့အရက်သမားခရလင်ရောအရက်သမားအကုန်အကုန်အရက်သမားပဲဘာလို့အပေါ်မှာကြံခဲ့ရတော့ကျွန်တော်အပေါ်မှာကြံခဲ့ရတယ်ဒါအရက်သမားပဲဘာဖမ်းအဲဘာလို့ဖမ်းမိအောင်နေဟောဒီစကြောင်းကဘာလို့ကွဲသွားတယ်သူကသတ်ပြီးလားနေကိုခြံခဲ့တာမင်းကခြံတာကွာမင်းတတိရှိလို့ပဲငါတို့ဖတ်တယ်မင်းတယောက်ထဲနဲ့တိုက်ရဲဆိုပြီးရတာမဟုတ်ပါဘူးမဟုတ်ပါဘူးဟုတ်လို့လားဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်လားဟုတ်တယ် นี่ตนนั้นเป็นเป็นเชยเปียกพอเลยอ่ะพี่ไอ้เจ้าฮะไอ้เจ้า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 มาดิวนี่จีบุล้อเปล่าหนึ่งล้านวะต้องบอกต้องบอกไปไปจีบบุ้งเปล่าวะจีบบุ้งบปล่าต้องบอกไปไปเลยอ๋อนี่พี่สจองวันนี้เราตีบทเท่าไรดาวบ่ต้องบอกไปไปต้องบอกไปไปต้องห้อยละตะเกียบต้องบอกไปไปบ่ မိုက်လိုက်တာငါသားမိရင်ကြည့်မိပြီဆိုရင်ကြည့်လိုက်ဘလို့ဖြစ်နေရုပ်ရုပ်တွေကိုပဲကြည့်လိုက်နော်ခွန်ရက်ခွန်လေးထမင်းမစားရတဲ့ရုပ်နဲ့ငတ်ပြက်နေတဲ့ရုပ်နဲ့မမိခင်တော့ဘလို့မျိုးပြောခဲ့လဲဟမ်အဲ့ဒါတို့လားစစ်ခွေးမာယာဆိုတော့အဲ့ဒါပဲဒီကောင်တွေကမမိခင်တော့ဒီပုံစံတိုင်းမိသွားပြီဆိုရင်သူတို့ကိုပဲသူတို့ကပဲပြောမယ်ဆိုရင်ဟိုစက်တက်ကမတော်မတရားရုပ်လို့သူတို့ကစစ်မှုထားရပါတယ်ဆိုတဲ့ပုံစံမျိုးတွေတော်တော်ယွန်းစရာကောင်းတဲ့ကောင်တွေတိလား အဲ့လိုကောင်းနေအောင်မှာပါစအဖြစ်နဲ့စက်မှုထမ်းတဲ့ကောင်တွေလည်းငါမင်းတို့နားဟုတ်မလဲနိုင်တော့ဘူးမင်းတို့အုံနောက်ကိုရှိရလာတော့ငါမေးနေတာကွာသိလားအဲ့တော့ပြည်သူတွေလည်းဒီလိုမျိုးအမှန်တရားတွေကျွန်တော်တို့ကချပြတဲ့နာကိုချပြပေးတာနော်โอเคဆိုတော့အားလုံးလည်းကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခေါက်မှပြန်ဆက်တွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Ladder Reblog YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးကြရတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတို့ကပြေဝနိုင်ကြပါစေဗျာ